ကျွန်တော်တို့က ARD တိုင်းဒေသကမြို့လေးတမြို့ကပါ အရင်ကကျွန်တော်တို့မိသားစုဘဝလေးအရန်အေးချင်းပြီးပျော်ရွှင်ခဲ့ရပါတယ်အဲ့ဒါကမိမိကြောင့်လို့ပြောရင်မမှားပါဘူးမိမိကတကယ်မိမကောင်တယောက်ပါကျွန်တော်မိမိကိုမလေးစားပဲမနေနိုင်ဘူးစိတ်ရှိရတဲ့ခံပြီးအမျော်မြင်ရှိတဲ့ထက်မြက်တဲ့အမျိုးသမီးတယောက်ဆိုလည်းမမှားပါဘူးဖီဖေကစိုးတဲ့လူတွေတဲ့ပါတယ်အတောက်စားမှတ်ပြီးမိမလိုက်စားတတ်သူပါမိမိအပေါ်လည်းမကြာခဏဖောက်ပြန်တတ်တယ် ကိုဖေအကြောင်းအခုလိုပြောရတာစိတ်မကောင်းပေမယ့်ဖီဖီဘလို့လူစားမျိုးလဲဆိုတာသိအောင်အစပြန်ဖော်ပေးတဲ့သဘောပါကျွန်တော်ကမိသားစုထဲမှာအကြီးဆုံးပါကျွန်တော်လူမန်းသူမန်းတိတက်ဆအွေလာတဲ့ကမိသားစုကိုလှုပ်ကြွေးလာခဲ့တာအခုချိန်ထိပါယောက်ျားသေးဆိုပေမဲ့ကျွန်တော်မိမိပင်မနေတာမကြည့်ရလို့အိမ်မူကိစ္စကအစားကူညီပေးတယ်အမှန်တိုင်းပြောရရင် တက်ကတူတက်တဲ့အချိန်ထိမိမိသမိန်လျှော်ပေးခဲ့မှုတယ်ဒီလိုနဲ့ မိသားစုရဲ့စားဝတ်နေရေးကအစအရာအနုံကျွန်တော်ခေါင်းပေါ်ရောက်ချလာတော့တာပဲကျွန်တော်တို့မိသားစုကငွေကြေးကိုမရှိပါဘူးဒါကြောင့်ကျွန်တော်ပညာတတ်တိလောက်ဖြည့်ချင်းခဲ့တာပါဒီလိုနဲ့အခက်ခဲများစွာကြားကမိမိရဲ့ကူညီဖေးမမွန်နဲ့ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ကျွန်တော်ဖြစ်ချင်တဲ့အရာကိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့လက်ရှိကျွန်တော်မိမနဲ့တွေ့ပြီးဖြစ်ကြိုက်ကြတယ်လူတဘာဝအရာသူနဲ့ကျွန်တော်လက်ခတ်ခဲ့ကြတယ်မိမိကကျွန်တော်မိမကိုလည်းအယံချစ်ပါတယ် မရှိရှိတဲ့ကြားနဲ့နာဂတ်နဲ့ကြိုးလဲဆင်ပေးခဲ့ပါတယ်။လက်ထပ်ပြီးလင်မယားနှင်းအောင်အင်ခွဲနေချင်ကြပေမယ့်မိမေက သူနဲ့အတူဆက်နေပေးဖို့အင်ခွဲမနေဖြစ်ကြဘူး။အမေတို့နဲ့အတူနေကြတယ်။အဲ့ဒီချိန်တုန်းကကျွန်တော်တို့မိသားစုအတော်တင်လေးအဆင်ပြေပါတယ်။မိမေကခလေးထင်းကျွန်တော်နဲ့ကျွန်တော်မိန်းမကအလုပ်လုပ်ကြပေါ့။လွန်ခဲ့တဲ့2020ခုနှစ်ကစစ်ကြောအာဏာသိမ်းလိုက်တော့လင်မယားနှင်းအောင်လုံး CDM ဝင်ကြတယ်။အဲ့ဒီချိန်မိသားစုတွေစာဝတ်နေရေးအခက်အခဲဖြစ်လာရင်အဖေကလည်းထုံးစံတိုင်း တောက်စားဘောကလွယ်ပြီးဘာကိုမှမစိတ်မဝင်စားတာအမေနဲ့မိမကမနက်အစောကြီးထပြီးဈေးတဲ့ဟင်းသင်းဟင်းရွက်တီရောင်းကြတယ်ညနေပိုင်းလဲတော်တဲ့အသီးရွက်တီစားကြနဲ့အဆင်ကြီးသလိုယုံကန်နေကြတယ်ဒီနေ့ဒီနေ့အမေနဲ့မိမပင်မနေတာကိုမကြည့်ရဘူးဒါကြောင့်ကျွန်တော်ကီပါထုတ်ဖို့ဆုံးလိုက်တယ်ကျွန်တော် CDM မလုတော့တေဝင်ပီပါထုတ်ခွင့်မရှိဘူးအဲ့ဒီချိန်တုန်းကပါအခုတော့ရမရမသိရဘူးပီပါထွက်ထို့အဆင်မပြေဘူးပေါ့ဒါပေမဲ့ရတဲ့နီးကိုတုံးမီအောက်လိုက်ကနေထွက်လာခဲ့တယ် ကျွန်တော်ပြပရောက်တာနှစ်နှစ်အကြာမှာပဲကျမကြီးမကောင်းလို့မေမေဆုံးသွားခဲ့တယ်။မေမေမရှိတော့တဲ့နောက်အိမ်မအဖေရဲ့ညီလေးရဲ့ညီမလေးရဲ့ပြီးတော့ကျွန်တော်သားလေးနဲ့သူ့မေမေပေါ့။အမေဆုံးတာတည်တည်ချင်းအဖေကိုစိတ်မချလို့မိမနဲ့သားလေးကိုညီမလေးတို့နဲ့အတူအိမ်ငါနေခိုက်ပါတယ်။အခုညီလေးလည်းစစ်မှုထမ်းတဲ့ပါသွားပါတယ်။ညီမလေးကိုတော့အဆောင်မှကြောင်းထားပေးထားပါတယ်။ဒီကြားထဲအဖေနဲ့လုံးဝမပတ်သက်ဖို့မိမကိုအတန်တန်မှားထားပါတယ်။အခုကဘေးကနေဘလို့ဖြစ်တာလဲမသိဘူးဗျာ။ ကျွန်တော်မိမမှာကိုဝင်ချင်းနေတယ်မိမကိုမေးတော့လဲငါ့ကိုကြွပေးပါငါမင်းအချစ်မင်းရဲ့မေတ္တာနဲ့မတန်ဘူးဆိုပြီးငိုးနေတာနောက်ပိုင်းတီးဟာလာအဖေက အတင်းအသက်မှပြုတ်ကျင်တာတဲ့မိမကအဲ့ဒါကိုအစကမပြောခဲ့ဘူးဗျသူလဲကိုဝင် မရှိတော့ဘူးဆိုတော့မပြောခဲ့တာလို့ပြောတယ်အခုပဝန်းကျင်ကြအဆက်တကွဲအချိုးမဲတွေဖြစ်ကုန်တော့မယ်အဲ့လိုအခြေအနေမဖြစ်ဖို့ကျွန်တော်ရဲ့ဒေါသနဲ့နာကျင်မှုတွေကိုမျိုးတစ်ပြီးသဘောထားကြည့်ပေးရတာဗျ။ဘာပဲဖြစ်ဖြစ် နောက်ကိစ္စနောက်မှရှေ့မယ်ဆိုပြီးလောလောဆယ်တော့ တငယ်ချင်းတယောက်ရဲ့အကူအညီနဲ့တာအမိနှစ်ယောက်ကိုရန်ကုန်ခေါ်လာပြီးတက်ခန့်ကပေးထားပါတယ်။ကိုကိုလူလောက်ရတဲ့မှာခေါ်ပေးလိုက်တဲ့အဖေရင်းတယောက်ကကျွန်တော်မိမကိုအခုလိုလောက်သွားတာအယံဝက်နဲ့ရတယ်။ထုံချဖို့ကလည်းအဖေရင်းဆိုတော့ငရေကြီးမှကြောက်ရတယ်။တားလေးရဲ့ပေါ်မစမနာလောက်ရတယ်။မိမကိုဘယ်လိုစိတ်နဲ့ဆက်ပြီးပေါင်းရမလဲ။ကွာရှင်းဖို့ကလည်းတိတ်ချစ်လို့ယူထားတဲ့မိမတယောက်နာကျင်မှုကိုမကြည့်ရတော့သူတကယ်မမားခဲ့တဲ့အမားတစ်ခုအတွက်အဖေပေးရကြာနေမှာလား။သူ့မွေးလာမယ့်ကလေးကိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ အခုမိမကိုဆက်ပြီးပေါင်းဖို့မပေါင်းဖို့ထက်ကျွန်တော်သိချင်တာနှစ်ခုရှိတယ်ဗျမိမရဲ့ကိုရင်တရားကိုကျွန်တော်ကောင်းကောင်းသိတယ်သူကအရန်ချက်ကြည့်ပြီးအကျင့်စာရိတ်တာလဲကောင်းမွန်သူပါသူမရဲ့ဂွန်တိခါကိုမယုံတာမဟုတ်ပေမဲ့တကယ်ပဲအဖေကသူမကိုအသိအသမပြုချင်တာလားကျွန်တော်နဲ့မတူမနေဖစ်တာကြလို့သူစာနာမြပါနေမှာလားပေါ့မိမကိုအားနာပေမဲ့ဒါကကျွန်တော်ရန်သိချင်တဲ့နံပါတ်1ချက်ပါအခုဒီရင်ဖွင့်စာကိုကျွန်တော်မိမလေးဖတ်နေနိုင်ပါတယ်တကူးတကသွားပြမှာမဟုတ်ပေမဲ့ သူလည်း line တုံးနေတော့ပြောမရပါဘူးဒုတိယအချက်ကသူမတငယ်အသိအသမပြုကျင်ခန္ဓာမှန်ရင်အဖေကိုအပြစ်ပေးထောင်ချတာထဲသင်ခန်းစာရအောင်ဘလို့ဆုံးမတဲ့လဲလောလောဆယ်အချီနီမှာတော့အဖေနဲ့စကားမပြောဖြစ်သလိုအဖေလို့ခေါ်ခြင်းစိတ်လည်းမရှိပါဘူးနိနာသာလည်းကျွန်တော်တိတ်ဖြစ်ရတဲ့မိမတရားကျူးလန်ဒူကလည်းကို့အဖေရင်ဆိုတော့တောကတွေကြဘာလို့ရမှလည်းမသိလမ်းပြောင်းနေတာဗျာအစကတော့ဘသူကမှရင်မဖွင့်မဲ့တယောက်တည်းမျိုးတိတ်ခဲလေကြာလာတော့စိတ်တွေကြောက်ကြောက်ဖြစ်လာတယ် ဒီအကြောင်းစဉ်လာလေးလေးခေါင်းပို့ပြီးရှုပ်လာလေးလေးဖြစ်နေတယ်။အချိန်တစ်ခုကြာရင်အဖေတစ်ခုထွက်လာမယ်လို့ထင်ခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမြရှုပ်သွေးလာလေ။အခုဒီဘာဆက်လို့ရမှတိကျတဲ့အဖေမပေါ်သေးဘူး။တွေ့ဝေနေသုံးပဲ။အလုတ်ရက်ဖီအားဒီရာပင်မန်းတာကတစ်မျိုးအဖေနဲ့မိမကြောင့်စိတ်ထိခိုက်နာကျင်ရတာကတစ်ဖုံ။တနေ့တနေ့ငိုပဲငိုရတယ်။အခုကဘာလုပ်လို့ဘာကြရမှမသိခံစားချက်မရှိတဲ့ငတ်သုံးကားတယောက်လိုဖြစ်နေပြီ။လူရောက်တတောင်းမှတယောက်ဖဲကြုံတွေ့နိုင်တဲ့အထစ်ဆိုးကြီးနဲ့ရင်ဆိုင်နေရတာကျွန်တော်တကယ်ကန့်ဆိုးလွမ်းတာပဲ။ ကျွန်တော်ဘာဆက်လုပ်တယ်လဲကြီးစုပြုပြီးအကြံဖေးကြပါအထင်သေးလောင်ရဲတဲ့ပုံစံမျိုးနဲ့မှတ်ချက်မဖြူကြဖို့မေတ္တာရခန့်ခြင်းပါတဲ့လူသားချင်းကိုချင်းစားတဲ့စိတ်နဲ့အဖြူသဘုံနဲ့ဝေမန်းအကြံပေးကြဖို့ထက်လောင်းတောင်းဆိုခြင်းပါတဲ့ကျွန်တော်မှာခန္ဓာရဲ့အင်းကမရှိလို့ပါအဖေအသက်က59ခုနှစ်ပါအရိုက်မြင်မြင်နဲ့ခန္ဓာကိုယ်ကြန့်ကျင်ပြီးတမ်းမာတော့ပါအတော်စားတတ်တယ်ဆိုပေမဲ့အချိန်ပြည့်မူးနေတာမျိုးတော့မဟုတ်ပါဘူး